စာမုတ်လေးတခုလားသူစာနိုင်ငံမှာချိန်တဲ့ဝေါ်ရှိလေးတခုလားမပြောတတ်ပါဘူးတပည့်တယောက်ကပြောပြတယ်သူဖတ်ခဲ့ရတယ်တဲ့အဲ့ဒါဘယ်လိုရေးထားလဲဆိုတော့မင်းကောင်းရင်ငါတိတ်မဆိုးပါဘူးအဲ့တော့သူများအရင်ကောင်းမှကိုကမဆိုးဘူးဆိုတဲ့အသေးပဲဖြစ်နေတယ်နော်အဲ့တော့ဘုန်းကြီးအဲ့ဒါကိုတိတ်လည်းမခံဘူးငါကောင်းရင်သူလည်းကောင်းလာမှာပါနော်အဲ့တော့ငါကောင်းဖို့ကကိုရေးကြည့်ပါလေ တော့ကိုယ်စိတ်ထားကောင်းကောင်းလေးနဲ့ကိုကဆက်ဆံလိုက်တာကိုကလောကကြီးကိုကောင်းတာတွေပေးလိုက်တာပါနော်လူတယောက်အနေနဲ့နောက်လူတယောက်ကိုပေးနိုင်တဲ့အရာတွေထဲမှာအကောင်းဆုံးအရာဟာဗာလဲစိတ်ထားကောင်းကောင်းလေးနဲ့ဆက်ဆံပေးလိုက်တာနော်ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းစေတနာမှန်မှန်လေးနဲ့ဆက်ဆံလိုက်တာနော်အထက်စီးကနေလည်းမနေဘူးအောက်လည်းမကျဘူး ဒန်းသူဤသူသဘောထားနဲ့ပဲဆက်ဆံလိုက်တယ်အဲ့ဒါအကောင်းဆုံးပဲတော့ဘုန်းကြီးကိုယ်တိုင်လူရီစီကဘာဝလိုချင်လဲလို့မင်းရိုးရိုးသားသားပွန့်ပွန့်လင်းလင်းမေတ္တာလေးနဲ့ဆက်ဆံတာကိုလိုချင်ပါတယ်ကျန်တာတော့တိတ်မလိုချင်ဘူးဘုန်းကြီးမှာအကုန်လုံးပြည့်စုံနော်ဒါပေမဲ့ဟိုတရားဒီကမတွေကသူတို့စေတနာအလျောက်ဘုန်းကြီးကိုလာပြီးတော့လူကြတန်းကြတာ ဘုန်းကြီးမှာဘယ်နေရာတင်းရမှန်းတော့မသိဘူး။တင်းစီရံနေရာတော့မလောက်တော့ဘူး။နော်ဒါကြောင့်မြန်မြန်ပြန်လှူနေရတယ်နော်။အဲ့တော့အဲ့လိုဖြစ်လာတော့လည်းပဲဘုန်းကြီးကရှေးကဆရာတော်ကြီးတွေဆုံးမခဲ့တဲ့ဇာတိတခုံသွားတရိယာပြန်လဲနော်။မလှခြင်းမှချောတဲ့။မရခြင်းမှပေါ်တဲ့နော်။အဲ့တော့အဲ့ဒီဇာတိရဲ့အတိပယ်ကိုဘုန်းကြီးခိုင်းငယ်တွေကကြားဘူးလို့တော်တော်သဘောကျတယ် လူအများသိထားတာနဲ့ပြောင်းပြန်လို့ဖြစ်နေတယ်နော်မလှကျင်ပါဘူးဆိုလို့ကောင်းရိပ်ထားကမှလာဖူးရတဲ့လူတွေကတော်တော်ကိုများတယ်ကောင်းတယ်အဲ့လိုရည်တာသိသဘောကျတယ်နော်မလို့ခြင်းပါဘူးဆိုကမှလူလိုက်ကြတာဘာလို့အမှန်တောင်မှမသိတော့ဘူးเนาะအဲ့တော့ဒကာဒကမတွေကလည်းအဲ့ဒါလေးပြောပြခြင်းပါတယ် တိတ်မလှခြင်းမနဲ့သူ့ဟာသူကြည်လို့ချောနေမှာပါနော်တိတ်ပြင်လို့အကြည့်ရင်မလှတော့ဘူးကြည်လို့မကောင်းတော့ဘူးနော်ပြီးတော့လောဘတိတ်မကြည့်ပါနဲ့နော်နည်းနည်းတော့ရှိမှာပေါ့နော်တို့တော့မြတ်မြတ်တတာလေးစဉ်းစားပါကိုဖို့သူ့ဖို့မြတ်မြတ်တတာလေးစဉ်းစားပြီးတော့ fair ဖြစ်တဲ့ dealing နော် fair dealing အဲ့ဒါလေးလုပ်ပါအဲ့လိုလုပ်ကြည့်ကြားရင်အများကြီးရလာတယ်နော် ကိုယ်အလကားတောင်လာပေးတဲ့လူတွေရှိလာလိမ့်မယ်နော်မလို့ချင်းပါဘူးနေပါစေဆိုရင်တော့မှမရဘူးပေးခြင်းလုံးလို့ပါနော်အဲ့ဒါလူစိတ်ရဲ့စမ်းကျင်မှုတစ်ခုပဲလို့တော်တော်စမ်းကျင်တယ်နော် paradoxical လို့ပြောရမှာနော်အများထင်တာနဲ့ပြောင်းပြန်ဖြစ်နေတယ်အဲ့တော့ဒါလေးတစ်ခုအင်္ဂလိပ်လိုလေးလဲဘုန်းကြီးကဝါသနာပါလို့တချို့ဝါသနာပါတဲ့တရားဒဂမတွေလဲအဲမှတ်သားခြင်းတယ်ပြောလို့ပြောလိုက်ဦးမယ် fill your mind with the concepts of harmony harmony ဆိုတာညီညွတ်တာနော်ပฏิပခမရှိတာယံမဖြစ်တာအဲ့တော့ကိုယ့်ရဲ့စိတ်ကိုအဲ့ဒါလိုအစဉ်ပြေပြေလေးနေမယ်နော်အပြန်အလှန်ချစ်ခင်မှုယုံကြည်မှု လေးစားမှုရှိအောင်နေမယ်လို့ဒီလိုစိတ်ကိုမွေးထားပါနော် harmony health health ဆိုရလို့ပဲနော်ကျမ်းမာခြင်း ယောဂအကြောင်းသိမတွေးနဲ့နော်ကျမ်းမာရေးကောင်းအောင်မလုပ်ရမလဲဆိုတာစဉ်းစားပြီးတော့အဲ့ဒါတွေလုပ်နေပါနော်ကောင်းတဲ့အတွေးတွေတွေးပါကုသိုလ်အတွေးတွေတွေးပါကုသိုလ်အတွေးကကျမ်းမာရေးကိုထောက်ကူပေးတယ်အကုသိုလ်အတွေးကယောဂဖြစ်စေတယ်နော်လူတယောက်ကိုစိတ်ဆိုးနေလို့သူ့ကိုဘယ်လိုပြန်ပြောမယ်ဘယ်လိုပြန်ဆိုမယ်သူ့ကိုဒုက္ခရောက်အောင်ဘယ်လိုလုပ်မယ်လို့စဉ်းစားနေရင်ဘာဖြစ်မလဲတွေးတိုးမလာမယ်နှလုံးခုန်တာတွေမြန်လာမယ်နော်ပြီးတော့ အဲ့ခဏဒီမှာအဲ့လိုတွေးနေရင်ဘာဖြစ်မလဲအဲ့လိုမပြောတော့ဘူးအေးပြက်မယ်နော်စားခဏဒီမှာစိတ်ဆိုးစရာတွေတွေးနေရင်ဘာဖြစ်မလဲအစားပြက်သွားလိမ့်မယ်သိပ်ပက်ချေမကိုက်ဘူးနော်ကျမ်းမာကြီးထိခိုက်တယ်ဟောကောင်းတဲ့အတွေ့တွေတွေးပါနော်ကိုယ့်အကြောင်းကိုလည်းကိုယ်ကောင်းတာတွေတွေးပါသူများအကြောင်းလည်းကောင်းတာတွေးပါနော်ပြီးတော့စိတ်ကိုချမ်းသာစေမယ့်အကြောင်းအရာတွေတွေးပါနော် လူတွေကိုစေတနာကောင်းလေးနဲ့ကူညီမယ်ဆိုတဲ့စိတ်ကလေးကိုမွေးပါเนาะအဲ့ဒါလို့မွေးလို့ရှိရင်တဲ့เนาะ fill your mind with the concepts of harmony health peace and goodwill and wonders will happen in your life ကိုဘွားမှာကောင်းတာတွေအများကြီးဖြစ်လာလိမ့်မယ်เนาะအံ့ဩစရာကောင်းလောက်အောင်ကောင်းတာတွေအများကြီးဖြစ်လာလိမ့်မယ် เนาะだจองกุตุใส่เนี่ยณีบาအဲ့ဒါအမတန်တွက်ချေကြိုက်တယ်။ဟောစိတ်လည်းချမ်းသာတယ်၊ကျမ်းမာရေးလည်းကောင်းတယ်၊စားလို့လည်းကောင်းတယ်၊အိပ်လို့လည်းကောင်းတယ်။အာကုသူစိတ်နဲ့နေမယ်ဆိုရင်ကျမ်းမာရေးလည်းမကောင်းဘူး၊စိတ်လည်းမချမ်းသာဘူး၊စားလို့လည်းမကောင်းဘူး၊အိပ်လို့လည်းမကောင်းဘူး။ပေါင်းတင်ဆက်ဆံရင်းလည်းအဆင်မပြေဘူး။ဟောကိုဘုဟာအကြလေးဒုက္ခတွေများနေဖြစ်လာလိမ့်မယ်နော်။ အဲ့တော့စိတ်ဆိုတာမမြင်ရတဲ့အရာမို့လို့တခါတလေစိတ်အေးမကြည့်ဘူးလို့သဘောထားမိတတ်တယ်နော်စိတ်ထဲမှာတွေးနေတဲ့တွေးတွေကတွေးပြီးပျောက်သွားတာပဲမရှိတော့ဘူးအဲ့လိုထင်တတ်တယ်နော်တွေးပြီးလက်ရှိတွေးနေတဲ့အတွေးတော့ပျောက်သွားတယ်ဒါပေမဲ့အဲ့ဒီအတွေးရဲ့တတိကတော့စိတ်မှာကိန်းပြီးတော့နေတယ်နော်အဲ့တော့ဘောဘောများစွာက တွေးခဲ့တဲ့အတွေ့တွေအများကြီးရှိတယ်နော်အဲ့ဒီအတွေ့တွေမှာပဲစေတနာဆိုတာတွေပါတယ်နော်အဲ့ဒီအတွေ့မှာအခြေခံပြတော့ပဲပြောတာဆိုတာလောက်တိုင်းနေတယ်ရှိတယ်အဲ့တော့ကံဆိုတာကစေတနာကိုပြောတာပဲနော်စေတနာဟံဘိကဝေကမ္မံဝဒါမိတဲ့စေတနာကိုကံလို့ခေါ်ပါတယ်တဲ့ဘုရားဟောတော်မူတယ်တဲ့နော်အဲ့တော့အတွေ့အတိုင်းအတွေ့အတိုင်းမှာစေတနာပါနေတယ်ဘာမှအရေးမကြီးဘူးလို့ထင်ရလောက်တဲ့အတွေးမှလည်းပဲ စေတနာပါနေတယ်နော်အဲ့ဒီစိတ်တွေအဲ့ဒီအတွေးတွေဟာတဖြည်းဖြည်းနဲ့စုမိတယ်နော်အခုကွန်ပျူတာဥပမာနဲ့ပြောမယ်ဆိုရင်နော်ကွန်ပျူတာမှာတခုခုလှုပ်ထားပြီး save လှုပ်ထားလိုက်တယ် screen ပေါ်မှာတော့မရှိတော့ဘူးနော်သူ့ save လှုပ်တော့ပိတ်လိုက်ပြီနော် screen ပေါ်မှာတော့မရှိဘူးဘယ်မှာ तू တိမ့်ထားလဲ तू hard disk ပေါ်မှာတိမ့်ထားတယ်နော်အဲ့လိုပဲကိုလှုပ်ခဲ့တဲ့ကိစ္စမှန်သမျှစိတ်ထဲမှာတနည်းအားမှာသူ့ရဲ့ potential energy သူတို့ရဲ့ potential power ဟာတိမ့်ထားတယ်ရှိနေတယ်နော်တနေ့ကျရင်အဲ့ဒါအကျိုးပေးတာပဲနော်အဲ့တော့ပါဠိတော်ကမှဘုန်းကြီးတဘောကြတဲ့အပိုက်လေးတစ်ပိုက်တွေ့တာရှိတယ်စိတ်တုတ်ပါဒမတ္တံပိခောအဟံစုံဒကုသလေတုဓမ္မေတုဘဟုပကာရဝဒာမိနော်ကုသိုလ်တရားတို့၌ စိတ်ကူးဖြစ်ယုံများဖြင့်အလွန်တရာအကျိုးများလာပြီးဟူ၍ငါဖျားဟောတော်မူ၏တဲ့နော်ကုသိုလ်တရားတွေကုသိုလ်ကောင်းတာလေးတစ်ခုလုပ်မယ်လို့တွေးမိယုံနဲ့အင်တန်ကျိုးများသွားပြီနော်အဲ့တော့ဘုန်းကြီးကပြောလိုက်ဦးမယ်အော်ဒီမှာတရားဝဲတစ်ခုစီစဉ်ခြင်းပါတယ်ဗျာဆိုတော့ဘုန်းကြီးကလည်းလောက်ပါစီစဉ်ပါလို့ပြောလိုက်တယ်နော်ပြောလိုက်ပြီးတဲ့ကဘုန်းကြီးက စိတ်ကူးထဲမှာဒီလိုပြိတ္တကိုကြည်ပေါ့စိတ်ထဲမှာတရားဟောနေစိတ်ကူးထဲမှာနော်စိတ်ကူးထဲမှာတရားတွေဟောနေတော့ဘုန်းကြီးစိတ်မှာမဖြစ်နေမလဲကုသိုလ်တွေအများကြီးရနေပြီနော်ရပောင်များစွာကလေးအကျိုးပြီးတော့အများကြီးကုသိုလ်တွေရနေပြီတော်တော်တွဲချိန်ကြိုက်တာပဲနော်အကယ်၍ဒါကတော့ကုသိုလ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာဟုတ်ဆိုပါတော့နော် အကုဒလေသူဓမ္မေသူတို့အဲ့လိုပြင်လိုက်ရင်ဘာဖြစ်သွားမလဲ။နော်။အကုဒုတရားတို့၌စိတ်ကူးဖြစ်ရုံများဖြင့်အလွန်တရာအကျိုးနည်းလာပြီလို့ပြောရမှာပဲ။နော်။စဉ်းစားကြည့်နော်။ဒါကြောင့်အကုဒုတွေကိုတွေးနေတာဟာပြီးပြီးမေ့သွားပြီးပျောက်သွားပြီလို့မထင်ပါနဲ့။အင်မတန်ကြောက်စရာကောင်းပါလေ။နော်။အဲ့တော့စိတ်ကူးထဲမှာ အာအကြောင်းကိုသွားမယ်နော်တရားနာမယ်ဒီလိုတွေးကြတဲ့ကုသိုလ်ဖြစ်နေပြီအကြောင်းကိုသွားမယ်ဆရာတော်တန်ဃာတော်တွေကိုဆွန့်ကပ်မယ်စိတ်ကုကြတဲ့ကကုသိုလ်တွေဖြစ်နေပြီနော်အဲ့ဒီကုသိုလ်စိတ်ကသူအဲ့ဒီကုသိုလ်စိတ်နဲ့အတူတူရုပ်တွေပါဖြစ်လာတာနော်စိတ်ဖြစ်တိုင်းဖြစ်တိုင်းစိတ်ကိုမှီပြီးတော့ဖြစ်တဲ့စိတ်တစားရုပ်ဆိုတာဖြစ်တယ်နော်အဲ့တော့ကောင်းတဲ့စိတ်ကိုမှီပြီးတော့ဖြစ်တဲ့စိတ်တစားရုပ်တွေဟာကောင်းတဲ့ရုပ်တွေဖြစ်တယ် ကျမ်းမာရေးကိုအထောက်အကူပြုတယ်။ဒါကြောင့်ကျမ်းမာခြင်းဘယ်လိုနေမလဲ။ကုသိုလ်စိတ်နဲ့နေပါနော်။ငါတော့ဘသူနဲ့တွေ့ရင်သူ့ကိုငါစိတ်